နေတီမျိုးတော်ကြီးဟာမူးမြော်တိုက်တွေ ရေနံမီကိုလွာတွေကြားမှာမြူတွေနဲ့ဝေးဝိုက်နေပြီးလူသားတွေရဲ့အသက်တွေကိုစုပ်ယူနေတဲ့စားငံကြွေယောဂါဟာပြန့်နှံ့လာပါတယ်။ယောဂါကူးဆက်ခံရသူတွေရဲ့အရေပြားမှာကျေတာရာလိုအဆင်းတွေပေါ်လာပြီးတရှူးတွေကြောက်ဖြစ်သွားတယ်။တမျိုးလုံးကြောက်ရွံ့ထိတ်လန့်နေချိန်လူတိများတဲ့သူဆိုကြီးက ကဲဆိုင်ရာဟာမြို့ရင်းကမြို့ဝတ်တခွဲကန်းတစ်ခုကိုချိုးဖြက်ဝင်ရောက်ပါတယ်သူ့လက်ထဲမှာရှားပါတဲ့တန်လိုက်တစ်စိအကိုဆုပ်ယူပြီးထွက်ပြေးစဉ်သူ့အနာဂတ်ကိုပြောင်းလဲသွားစေမယ် ။နေရာတစ်ခုကိုတွေးလိုက်ရတယ်။တငယ်ချင်းအာရီယန်ရဲ့လက်ချက်နဲ့တေဆုံးသွားတဲ့သူ့ငွေချင်းလီနာရဲ့မှတ်တမ်းတွေပါ။ကဲဟာအရင်ကလက်ဖြောက်သမားတယောက်ဖြစ်ပြီးသူ့ကစ်တွေကိုဖုံးဝယ်ဖို့လေထီးမျိုးကိုပြောင်းလာခဲ့တာဒါပေမဲ့လီနာရဲ့မှတ်တမ်းတွေထဲမှာသူမဟာစားငံကြွေရဲ့ကုသဆေးကိုဖန်တီးနေခဲ့တယ်ဆိုတာသိလိုက်ရတယ်။အာရီယန်ကတော့မြို့တော်ကိုအုပ်ချုပ်နေတဲ့အမှောင်ကောင်စီရဲ့ခေါင်းဆောင်ဖြစ်နေပြီးယောဂါကိုဖန်တီးပြီးလူတွေကို ထိန်းချုပ်ဖို့စီစဉ်နေတယ်။ ကဲဟာလီနာရဲ့သူတေသနာကိုဆက်လုပ်ဖို့ဆုံးဖြတ်ပြီးမိချိုဆက်တက်ထားတဲ့လက်အိတ်တွေတန်လိုက်စိန်တွေနဲ့စစ်တိုက်မဲ့ခရီးစဉ်ကို စတင်နေကဲမှာမဟာမိတ်နှစ်ယောက်ရှိတယ်ဆာရာအစိတ်ပညာရှင်နဲ့ရှီဟောင်းဘာသာရက်ကိုတက်ကြွနဲ့စီမင်းကြောင့်မျိုးသမီးဂရစ်ဖင်တန်ချေးတက်နေတဲ့ဆက်လက်မောင်းနဲ့ဟာတညံရှိတဲ့ဆက်ရုပ်တကောင်သူတို့သုံးဦးဟာလေကြီးမျိုးရဲ့အောက်ခြေမှာရှိတဲ့တန်လျာမီတိုင်ကိုချိုးဖြက်ဝင်ရောက်ပြီးအာရီယန်ရဲ့တခွဲကန်းကိုဖျက်သိမ်းဖို့စူးစမ်းကြတယ် ဒါပေမဲ့အာရီယန်ကကဲကို သူ့ရဲ့အတိတ်ကိုသတိရစေတယ်။မင်းကလည်းလူတွေကိုတတ်ဖူးတယ်။ငါတို့ခြားနာတာကငါကရိုးသားတယ်လို့သူကပြောတယ်။နောက်ဆုံးတိုက်ပွဲမှာကဲဟာတန်လိုက်တစ်ဆေကိုအသုံးပြုပြီးအာရီယန်ရဲ့အမှောင်စွမ်းအားကို ခြေမုံးတယ်။ဒါပေမဲ့သူ့ရဲ့မီးတောက်စွမ်းအားက သူ့အသက်ကို ဆုပ်ယူနေတဲ့ဆာရာက လီနာရဲ့ဆေးကိုအောင်မြင်စွာဖန်တီးနိုင်ပြီးမြို့တော်ကိုကယ်တင်ပေမဲ့ကဲဟာသူ့မိတောက်တွေကိုအဆုံးစွန်အထိတုံးပြီးအာရီယန်ကိုချုပ်နှောင်လိုက်တယ်။ငါအပြစ်တွေကိုမီးရှို့ပြီးပြီ။အခုတော့မင်းကိုလည်းငါနီးတူခံစားစေမယ်လို့ကဲကပြောပြီးမီးရှံတွေနဲ့အတူပျောက်ွယ်သွားတဲ့တလအကြာမှာလေထီးမြို့ဟာပြန်လဲရှင်လန်းလာပြီးကဲရဲ့ပုံမြင်ကို တချင်းတွေအဖြစ်တည်ဆိုကြတယ်ညအမောင်ထဲမှာစာရာကကောင်းကင်ကိုကြည်ရင်ကျဲတပွင့်ကိုညှို့ပြရဲကြည်သူ့မိတောက်ကကျဲဖြစ်သွားပြီလို့သူမကပြုံးပြီးပြောလိုက်တယ်သူရဲကောင်းတိုင်းမှာမောင်မိုင်းနဲ့အလင်းရဲ့တမိုင်းရှိပြီးကဲဆိုင်ရာရဲ့ဇလန်းကလူတွေကိုသတိပေးချက်တစ်ခုဖြစ်တယ်အဖြစ်ကိုမီးရှို့ပြီးကဲတင်ခြင်းကိုမွေးဖွားနိုင်တယ်ဒီဇလန်းလေးမှာလှုံ့ဆော်မှုစွန်စားမှုနဲ့စိတ်လှုပ်ရှားပွဲအကျိုးဆက်တွေပါဝင်ပါတယ်